သက်တွေရှင်မှာဟဲ့မင်းသမီးကဒီလောက်ဝရဲဆိုတာမျိုးအပြောမခံကျင်ဘူးမင်းသမီးဆိုရင်တို့ကချစ်ကျင်တာတို့ရဲ့စံပြလို့ထားကျင်တာဆိုတော့အဲ့လိုလူတယောက်ကလှနေရမယ်လှနေဖို့အရေးကြီးရဲ့ပေါ့နော်မက်ကစ်ကလည်းစုံတော့ပြောသွားတယ်လှနေရမယ်ညီမလေးမင်းကလေးဆိုတာတဲ့လက်လျှော့လို့မရဘူးဆိုတော့မက်ကစ်စကားကြောင့်လည်းအများကြီးဟို motivation တွေရပါတယ်လို့ဟုတ်ဟိုအားကြဆုံးမျိုးသမီးလို့ပြောပါမလေးမက်ကစ်ပြောသလိုပဲလေဟွန်းပတ်စံချမ်းသာရင်နာကိုယ့်ဘောစိနာရှိဖို့လို့အဲ့စကားအရင်မှန်တယ် အဲကိုလဲကို့ပေါ်စင်နာရှိရဲ့အမျိုးသားနဲ့တွေ့ထားဆိုတော့ညာအားလုံးတော့အခုချိန်တော့စိတ်အေးလက်အေးနဲ့အလုပ်တွေပြန်လုပ်နိုင်ပြီလို့ထင်ပါတယ်ရှင့်ဟုတ် အအပန်တိုင်းပြောလို့ရှိရင်ပေါ့နော်အဲအဲ့ဟိုဇလန်းတွေရိုက်တယ်ရိုက်ပြီးရနောက်မှာတော့အတိကတော့ဟိုအသက်ရွယ်တစ်ခုရောက်လာပြီဆိုတော့ခါကြောင့်ဒီအမှုပြမှာပညာလောကမှာကြာသူကအသက်ရွယ်တစ်ခုရှိရလေနော်မြင်းသမီးရဲ့အသက်ကြီးသွားလို့ရှိရင်တိတ်ပြောမရရဘူးဆိုရဟာအဲ့တော့ကိုကအဲ့အချိန်မှာကိုဘဝရဲ့နေထိုင်မှုက stable လေးဖြစ်အောင်လို့ဆိုပြီးတော့နိုကအရင်နှောင်းနေရပဲဇလန်းတွေရိုက်နေရင်ကနေစားတော့ဆိုင်နေဒီဇိုင်းပြီးဒီဇိုင်းဖွင့်ခဲ့ရပါတော့အခုဟိုဘယ်လိုပြောမလဲကိုကို အများကြီးပေါ့နော်ထင်းထင်းသိမ့်သိမ့်လေးလှုပ်ရှင်တယ်အဓိကတော့ဒီ grace ပေါ့နော် grace တက်တာမျိုး weight ချတာမျိုးကိုယ့်ကိုယ်ပြုပြင်ထိမ့်သိမ့်တဲ့အချိန်ကာလလို့မှတ်ထားတယ်အဲ့လိုလုံနေရင်ကနေပြောမှာတစ်ဖက်ကလည်းစီးပွားရေးဘက်ကိုဦးစားပေးခဲ့ပေါ့နော်အဲအနုပညာလို့ပြန်လို့ဖြစ်အောင်မလားဆိုရင်တော့ဒီညစ်ကုန်ပြီး2026လောက်မှာပေါ့နော်ဟိုရိုက်ဖို့ပြောထားတဲ့ဇာတ်ကြီးလည်းရှိတယ်အဲအခု weight တွေလည်းချနေတယ်ရင်တော့ noon ပေါင်155ပေါင်အထိဝါသွားခဲ့ဘူးတယ်အခုချိန်မှာ124ပေါင်ပေါ့နော် noon မှန်းထားတဲ့ ပေါင်100နီးပါးလောက်ပြန်ရောက်သွားတဲ့ခါကြလို့ရှိရင်တော့အမ်ပြိသက်တွေရှိဘူးအလှဆုံးတွေနဲ့ပြန်ပြီးတော့မှလာခဲ့ပါအောင်မယ်လို့ပြောချင်ပါတယ်ဟုတ်အမှန်တိုင်းပြောရင် तू အတားချလုံးလုံးဝသွား तू တားချလုံးလုံးဝသွားအရင်အချစ်ခံအားလို့ပေါ့နော် तू နဲ့ကဟိုပြောရလို့ရှိရင်လေစိတ်ဆင်းရဲမှုတိတ်မရှိခဲ့ဘူး ိတ်ချမ်းသာခဲ့ရတယ်စိတ်လုံခြုံမှုရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်မို့လို့အရန်ကိုပျော်ပြီးတော့မှစိတ်ချလက်ချနဲ့ဟိုပေါ့နော်နောက်ကျောလုံလုံနဲ့စီးပွားရေးလုံနိုင်တယ်အမှုပညာလုံလုံနိုင်တယ်ဒါပေမဲ့ပရိသတ်တွေရှင်းမှာဟဲ့မင်းသမီးကဒီလောက်ဝရတယ်ဆိုတာမျိုးအပြောမခံကျင်ဘူးမှန်တယ်သူတို့ကမင်းသမီးဆိုရင်သူတို့ကချစ်ကျင်တာသူတို့ရဲ့စံပြလုပ်ထားကျင်တာဆိုတော့အဲ့လိုလူတစ်ယောက်ကလှနေရမယ်လှနေဖို့အရေးကြီးရယ်ပေါ့နော်မကစ်ကလည်းစုံတော့ပြောသွားတယ်လှနေရမယ်ညီမလေးတဲ့မင်းကလေးဆိုတာလက်လျှော့လို့မရဘူးလေဆိုတော့ market စကားကြောင့်လည်းအများကြီးဟို motivation တွေရပါတယ်လို့ဟုတ်အဓိက market ကဟိုရကူးရရှိလို့ star city ရဲ့ရောက်လာအော်ညီမလည်းအခုအမှနေနေရကြာပြီနှစ်နှစ်လောက်ရှိပြီဆိုတော့ခါကြတော့အဓိကတော့တန်လှန်မှာစိုင်းဖွင့်ထားတော့အမှပဲနေဖြစ်တယ်ပေါ့နော်ဆိုတော့မုံသွားဆိုင်နဲ့တွေ့တာပေါ့နော် market နဲ့ကတော့မျက်နှာမှာတော်တော်လေးကိုရင်းနေနေချိခင်ရှိခဲ့အောင်ဆိုတော့လေအခုပြန်တွေ့ရချိန်မှာလည်း market ကအရင်တိုင်းပါပဲဟုတ်တမင်မော nope တမင်လောက်တာမလားညီမမင်းစပင်းဆို Hey ချက်လေးဒါမင်းတို့ကြက်တော့လား တဲ့လူကြီးမကြည့်နဲ့ဟဲ့ကျန်လို့ရမှာဘလို့ဟဲ့ကောင်မလေးကလေးမဟုတ်တော့ဘူး no အားကြဆုံးမျိုးသမီးလို့ပြောရမှာလေ market ပြောသလိုပဲလေ um ပတ်စံချမ်းသာရင်နာကိုပေါ်စင်နာရှိဖို့လိုအဲ့စကားအရင်မှန်တယ်အဲကိုလဲကိုပေါ်စင်နာရှိရဲ့အမျိုးသားနဲ့တွေ့ထားဆိုတော့အဲအရာအားလုံးတော့အခုချိန်တော့စိတ်အေးလက်အေးနဲ့အလုပ်တွေပြန်လုပ်နိုင်ပြီလို့ထင်ပါရဲ့ဟုတ်အရင်ချုံးမဲ့တင်တဲ့ baby လေးမွေးလာလို့ရှင်လေ market ကိုလား မကီကိုမျိုးလုံးနဲ့မကလေးလေးလိုပဲမြင်နေရအခုချိန်ထိဟိုကိုစီနီယာအသက်အများကြီးနိုးထက်လေအသက်ကောဝါရောအများကြီးရမှမဲ့နိုးစိတ်ထမှာမကီကအမြန်ကလေးလေးပဲဟိုဘီဘီလေးရလာရင်လည်းမကီကဒီတိုင်းပဲလှနေအောင်မယ်လို့ယုံတယ်ဒါပေမဲ့မရရင်လည်းနိုးကအကြာကြီးချိန်ကြာကြီးထိချက်သွားမှာမကီကဟိုတမျိုးသားအသက်ကြီးလာမယ်မကီကအသက်မကြီးလာဘူးအဲ့လိုမျိုးပေါ့ဟုတ် အဲ့လိုတော့အဲ့လိုတော့မပြောပါဘူးတွေ့တော့ခဏဆိုတော့လေဒါပေမဲ့ဟိုမာကတ်အဲ့လိုမျိုးလေးဟိုလိုပလတ်တေးတို့ဘာလို့ဆော့တာတော့တွေ့ရအဓိကတော့ထင်ရမှာအစားတောက်ပဲထင်တယ်နော်အစားတောက်ရန်စားရင်တော့လူကဟိုခဏကိုဝိတ်ကအများကြီးတက်လာအများစိတ်ရှုပ်လေးပူစားလေးဆိုတော့ခါကြတော့လေအခုတော့ဟိုအစားတောက်နေပဲထင်းဖြစ်ပါတယ်မာကတ်လည်းအစားတောက်နေပဲထင်းနေထင်တာပဲဟုတ် အဲအားကြမှုရတော့အများကြီးပဲတော်တော်များများကအိမ်အောင်ကြသွားလို့ရှိရင်လေပျော်သွားပြီးတော့လေအဲ့လိုမျိုးဝါလာကြတာများရဲပေါ့နော်ဒါပေမဲ့ market ကအရင်တိုင်းပဲ mystery မှာလေအရင်အထက်တောင်ပို့ပြီးကလေးလေးဖြစ်သွားလို့ခံစားရတယ်အိမ်အောင်ကြပြီးတော့မှနေဆိုပြော market ကလေအိမ်အောင်ကြပြီးရအောင်ဆန်းပို့ပြီးဒီထက်ဒီထက်ပို့တက်လာလို့ထင်ရတယ်ဆိုတော့အရင်လဲအားကြရဲပြီးတော့ market ကိုလည်းဒီထက်မှအများကြီးအပင်းနေပါတယ်လို့ အဲ no အကြာကြီးပေါ့နော်နှစ်နှစ်လောက်ပြိသက်တွေရှေ့ရပေါ့နော်ပြောင်းနေခဲ့တဲ့အတွက်အရင်လဲအားနာတယ်အခုပေါ်လာတဲ့ဇကိုင်းမှလည်းတခမ်းမဲ့ပါပေမဲ့ချစ်ပေးလို့ကြီးသူအများကြီးအများကြီးတင်ပါရဲ့အဲ no အနေနဲ့လဲပေါ့နော် ဘယ်လိုပြောပြရမလဲဒီထက်ပိုပြီးတော့မှနို့မြင်ချင်တဲ့ဟိုပြိတ္တတွေအတွက်အများကြီးစူးစမ်းပါအောင်မယ်လို့အခုချိန်မှာတော့နို့ပြန်လာဖို့အစဉ်သင့်မဖြစ်သေးဘူး2026မှာတော့ဒီထက်ပိုလာရဲဒီထက်ပိုပြီး strong ဖြစ်တဲ့ရှင်အေးလေးဖြစ်ပြန်လာခဲ့ပါမယ်လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်